ကျမတော်မူကြပါစခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ20ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တောင်တာမြို့နယ်မှာတော်လန်ရေးတပ်များကလုံခြုံရေးစစ်ဆေးစဉ်ကပ္ပဆာ20နှစ်မှာတက်ကြွကြီးအောင်မျိုးကိုအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုက်တစ်နေရာမှာ လုံခြုံရေးစစ်ဆေးနေစဉ်စစ်ကောင်စီတပ်မှတက်ကြကြီးအောင်မျိုးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းတောင်တာမျိုးနယ်ပတ်ကဖားမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ဇော်လ19ရက်နေ့ကတောင်တာမျိုးနယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာတောင်တာမျိုးနယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်စဉ်ပဲခူးတိုင်းတာဂရတက်မတော်အကြီးစားဆက်ရုံမှာတာဝန်ထမ်းဆောင်နေတဲ့အကြက်ဖက်စစ်ကောင်စီရဲ့လက်အောက်ခံတက်ကြကြီးအောင်မျိုးကိုမြမစီပွားရေးဗန်စာအုပ်မှတ်ပုံတင်ရင်မောင်းလိုက်စဉ် တမတ်တန်ရွှေလက်စွပ်တကွင်းတို့နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။သူကပဲခူးတကရဘက်ကနေမကွေးတိုင်းပခုတ်ကူခရိုင်မြန်မြို့နယ်ဘက်ကိုမြမစီးပွားရေးဘဏ်မှာအပ်ထားတဲ့သူ့ငွေကြေးလေးထုတ်ရင်းခွင့်နဲ့သွားတာလို့သိရပါတယ်။လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေတဲ့သူစီကတရင်ချက်လက်ပါညာရဖို့စစ်ဆေးနေတော့ပါပဲလို့တောင်တာမြို့နယ်ပကဖားမှာတာဝန်ရှိသူကပြောကြပါတယ်။တောင်တာမြို့နယ်အတွင်းမှာမြို့ပေါ်ဧရိယာမှာလွဲပြီးကြီးရွာများနဲ့မြို့နယ်အချက်အချာကျတဲ့လမ်းများကို တော်လန်ရေးတပ်များကထိန်းချုပ်တာကတော်လန်ရေးတပ်များနဲ့စစ်ကောင်စီတပ်များအကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်တစ်တင်ဆက်ပေးချင်တာကတော့ပလဲမြို့နယ်ကန်တောင်ရေစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ပတ်မှ40ကျော်ခန့်သေဆုံးပြီးလက်နက်ခဲယံအချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရေစကန်သိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ပတ်မှ40ကျော်ခန့်သေဆုံးကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ19ရက်နေ့နနက်6:40မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ကန်တောင်ရေစကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဦးဆောင်မှုနဲ့တော်လိုင်းမဟာမိတ်တပ်ပေါင်းစုများကသိမ်းပိုက်နိုင်ခဲ့ကြောင်းကန်တောင်ရေစကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးရဲတပ်ဘက်နှစ်ဘက်ကြောအကြာမှာဇွန်လ19ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ရန်သူဘက်ကတည်ဆုံးမှုစရင်တွေတော့အတိအကျမသိရသေးဘူးအ ਨੇ ဆုံးရန်သူဘက်က40ကျော်တည်မယ်လို့တော့မှန်းထားတာပေါ့စရင်အတိအကျတော့အတိမပြုတ်နိုင်သေးဘူးလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူကပြောဆိုပါတယ်ကန်တော့ရေစကန်သိတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းပစ်ကူဒရက်ဆက်ပေးခဲ့ပြီးအပြင်းထန်ခုခံခဲ့ကြောင်းဇွန်လ၂ရက်နေ့မှာစကန်သိမ့်နိုင်တဲ့ဇွန်လ၁၉ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုအကြိမ်900ကျော်ပြုလုပ်ခဲ့ပြီးဘုံဒီအလုံးရေ900ကျော်ကျဲချခဲ့ကြောင်း Jeff Fighter များဝိုင်တွဲဘုံကျဲလေယာဉ်များအပါအဝင် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့စစ်တပ်လေဒီများနဲ့လည်းလာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကန်တော့ရေစကန်သိမ်းတိုက်ပွဲအတွင်းဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်အချိန်တိုက်ပွဲကိုလေကြောင်းပစ်ကူလာပေးတဲ့စစ်ကောင်စီရဲ့ F7 Chandu-G7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ပြီးလေယာဉ်ပြတ်ကျသွားကလေယာဉ်မှုလည်းတေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီကကန်တောင်ရေစကန်မကျစေရအတွက်လီချောင်းပစ်ကူအမြောက်အများအပြင်မြေပြင်စစ်ကူစစ်ကြောင်းများလက်နက်ခဲယမ်းများရိတ်ခါများလည်းပေးပို့ပေးခဲ့ကြောင်းအဓိကအားဖြင့်ကန်တောင်ကျင်းရွာနဲ့တုံးမိုက်ခန့်အကွာမှာရှိတဲ့စစ်ကောင်စီပြည်သူစစ်ပြူစောတီများအခြေစိုက်ရာအင်မတီရွာကို MI 17ရဟယင်းနဲ့အကြိမ်ကြိမ်စစ်ကူပေးပို့ခဲ့ကြောင်းအင်မတီရွာမှထွက်လာတဲ့ပြူစောတီနဲ့စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းများကို ီတို့လူမျိုးရေးတက်မတော် PL နဲ့မဟာမိတ်တပ်ပေါင်းစုများကစစ်ကြောင်းပြက်တီအထိအောင်မြင်စွာတိုက်ခိုက်ဖြတ်တောက်ထားနိုင်တဲ့အတွက်ကန်တောင်းကိုစစ်ကူများမရောက်ရှိပဲနေခဲ့ကြောင်းသိရှိရပါတယ်။ကန်တောင်းရေစကဲမှာရှိတဲ့ကုရကေရမဲတဲ့စစ်ကောင်စီစစ်သားများမှလည်းစစ်ကူလာတဲ့အချိန်တိုင်းတက်လန်ကြခဲ့ကြောင်းစစ်ကောင်စီကလေကြောင်းမှဝိုင်းတွဲလေရင်နဲ့ကန်တောင်းရေစကန်းကိုရိတ်ခါတုံများခဲယမ်းများချပေးခဲ့ကြပေမဲ့လည်းစစ်ကောင်စီစစ်သားများကလာရောက်ယူဆောင်ချိန်မှာပြည်သူ့လူမျိုးရေးတပ်မတော်ရဲဘော်များကပြစ်ခတ်ဟန်တားတဲ့အတွက် ရိခါတုံများကဲယန်းတုံများစကန်တဲတို့မရောက်ရှိနိုင်ခဲ့ပါဘူးယခုသိမ့်ပတ်ရရှိတဲ့ကန်တောင်ရေစကန်ဟာအချက်အချာကျတဲ့အာဆီယံလမ်းမကြီးပလဲကန်ကောလမ်းပိုင်းပေါ်မှာတည်ရှိပြီးယင်းလမ်းဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့အတွက်မဟာဗျူဟာအယအလွန်အရေးပါတဲ့နေရာဖြစ်ကြောင်းထို့ပြင်ကန်တောင်မှာအနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာ23တည်ရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်မှာကပ္ပဆာ24တည်ရှိကြောင်းသိရှိပါတယ်။ကန်တောင်ရေစကန်ဟာ လဲမျိုးမှရေစကန်ပြည်လင်ဒုတိယအကြီးဆုံးရေစကန်ဖြစ်ပြီးဘန်ကာများမိုင်းကွင်းများကရုတ်ချင်းများနဲ့ခံစစ်အထက်ထက်ပြင်ထားတဲ့တပ်စခန်းတစ်ခုဖြစ်ကြောင်းကဲတော့စကန်သိန်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော်မှအမျိုးသမီးရဲဘော်များလည်းရွရွချွန်ချွန်ပါဝင်ကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကဲတော့ရေစကန်ကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA မှသိမ်းပိုက်ရမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရင်းမာပင်ခရိုင် MS7 တရင်စစ်တပ်နဲ့တပ်မတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်းနဲ့နေစည်းမချပြောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ် တင်ဆက်ပေးချင်တာကတော့ PDF ထောက်ခံတဲ့ရွာများကိုဘုံကျဲရဲနေလုံဝင်ကြီးအချက်လက်တောင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြင်းချံခရိုင်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ခံတဲ့ရွာတွေကိုဘုံကျဲဖို့ဇွန်လ18ရက်နေ့မှာစစ်ကောင်စီခန့်မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုးက ဌာနဆိုင်ရာဝန်ထမ်းတွေစီကဒေတာဆိုင်ရာအချက်လက်တွေတောင်းယူခဲ့တယ်လို့သိရှိရပါတယ်။မြင်းကြံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာဇွန်လ19ရက်နေ့နေ့လယ်2နာရီကနေလုံဝင်ကြီးဗိုလ်မှူးကြီးနေလင်းစုကမြင်းကြံတောင်းတာနထိုးကြီးမြို့နယ်ကစစ်တပ်ရင်းနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့ပြီးဒေတာဆိုင်ရာအချက်လက်တွေကိုတောင်းခံခဲ့တယ်လို့ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။မြို့နယ်အလိုက် PDF တွေရှိတဲ့ရွာရော PDF ထောက်ခံတဲ့ရွာတွေရောစာရင်းပေးရတယ်။ ဝင်ကြီးတိကျင်တဲ့နေရာဆိုကိုမျိုးနဲ့မြေပေါ်မှာမှီနီနဲ့ဝိုင်းပြရတယ်။ဘာလို့ဖို့လဲဆိုတော့ဘုံကျဲဖို့တဲ့မြင့်ချံကစီမံဥက္ကဋ္ဌကဘေးရွာတွေပြလိုက်လည်းမသိဘူး။နောက်ရက်တိန်ကုန်းနဲ့ရွှေဘုံသားရွာတွေဘုံကျဲခံရတာပဲလို့ပြောပါတယ်။ဇော်လ၁၈ရက်နေ့နေ့လယ်ကမြင့်ချံမြို့သားလမ်းပိုင်းမှာရှိတဲ့တိန်ကုန်းရွာအနီးနဲ့ရွှေဘုံသားရွာဘက်မှာလေချောင်းကနေဘုံကျဲမှုကြောင့်အရက်သားပြည်သူတွေတေဆုံးတန်ရာရတာရှိတယ်လို့သူကစက်ပြောပါတယ်။မြင့်ချံနထိုးကြီးနဲ့တောင်သာမြို့နယ်တွေကိုစစ်ကြောင်းထုတ်ဖို့ဥဆောင်သူမှာ ဒုတိယဘုံမူကြီးရဲမြင့်ဖြစ်ပြီးမြင်းချံမျိုးကကြီးရွာတွေကိုဘုံကျဲဖို့ပြစ်မှတ်ပေးသူမှာအဖွဲ့ဝင်တဘုံမူထွန်းလင်းအောင်ဖြစ်တယ်လို့အုတ်ချုပ်ရင်းနဲ့နီးစပ်သူတယောက်ကပြောပါတယ်။ PDF တောင်းလာတဲ့နေရာတိုင်းကို PDF ရောလို့သတ်မှတ်ပြီးဘုံကျဲရင်တစ်မျိုးလုံးဘုံကျဲမှရမယ်။ PDF ကနေရာတိုင်းမှာရှိနေတာမြေပြင်ကနေစစ်ကြောင်းထိုးပြီးတိုက်တာမပြောဘူး။လေကြောင်းကနေဘုံကျဲတာပြည်သူပဲတိတာအဲ့ဒါကြောင့်လက်မခံပါဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လ14ရက်ညပိုင်းကမြင်းကျံမြို့နယ်တဲကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲခဲ့လို့အရတားပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့အေယာဝတီမှာတိုက်ပွဲအတွင်းပိတ်မိနေတဲ့ရခိုင်စစ်ရှောင်းတချို့ကိုအေအေနဲ့တော်လန်ရေးတပ်ဖွဲ့များကကယ်ထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ တိုက်ပွဲများကြောင့် AOD တိုင်းဒေသကြီးအတွင်းမှာပြိမိနေတဲ့ရခိုင်စစ်ရှောင်းတချို့ကို Araka တပ်တော် AA နဲ့တော်လိုင်းရေးတပ်ဖွဲ့များကကေထုတ်ပေးနေရကြောင်းသတင်းရရှိပါရယ် AOD တိုင်းရည်ကြီးမြို့နယ်ငတိုင်းချောင်းဒေသကိုရောက်ရှိနေကြတဲ့ရခိုင်မှစစ်ဘေးရှောင်းများကိုငတိုင်းချောင်းအနီးတိုက်ပွဲများဖြစ်ပွားနေတဲ့ဇွန်လ12ရက်နောက်ပိုင်းမှာစတင်က AA နဲ့တော်လိုင်းရေးတပ်ဖွဲ့များကကေထုတ်ပေးနေရခြင်းဖြစ်တယ်လို့ကွတ်တီတမ AA နဲ့နှီးဆက်သူသတင်းအကြီးမြစ်ကပြောပါရယ်အများဆုံးကတန်တွဲနဲ့ကွတ်တီတခံတွေပါ အခုအေယာဝတီဘက်မှတိုက်ပွဲတွေဖြစ်နေတော့စောက်ဘွနေကြီးကျက်တဲလာကြတယ်အလုတ်ကိုင်းမရှိစစ်ကောင်စီရန်ကိုလည်းကြောက်ရလို့ကိုပြီကိုပြန်ကြတာလမ်းတွေမှာအုပ်စုလိုက်တချို့စုကလေးတစ်ဖက်နဲ့လွတ်ရာကိုပြေးနေကြတာကိုကိုတော်လန်ရေးတပ်ဖွဲ့တွေကမြင်တော့ကဲထုတ်ပြီးသူတို့နေရာပြန်ရောက်ဖို့စီစဉ်ပေးတယ်လို့ပြောပါတယ်လူဦးရေမြေမြောက်ကိုကဲထုတ်ပြီးပြီဆိုတော့ကိုတော့လုံးလုံးစေမသိရှိရသေးပါဘူးကဲထုတ်ခံရတဲ့စစ်ဘေးရှောင်များမှာပြီးခဲ့တဲ့2024ခုနှစ်ရခိုင်ပြည်အတွင်း ကွာမျိုးနဲ့တန်တွဲမျိုးနဲ့တို့မှာမြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့စဉ်ကအီယာဝရီတိုင်းဘက်ကိုထွက်ပြေးတင်းရှောင်ခဲ့ကြရသူများဖြစ်ပါတယ်။စစ်ကောင်စီရဲ့လက်ပန်းဆက်သွယ်ရေးပိတ်ဆို့ထားမှုအပြင်အပန်းစီးနဲ့လေကြောင်းရန်တို့ကြောင့်မိမိနေရက်ကိုပြန်မလာနိုင်ပဲရှိနေရမှအီယာဝရီတိုင်းတွင်တိုက်ပွဲများဖြစ်ပွားလာမှုကြောင့်မိမိတို့နေရက်ကိုအသက်ဆုံးကပြန်လာနေကြရခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။ရခိုင်ကိုနေရက်ပြန်လာကြတဲ့စစ်ဘေးရှောင်တို့မှလည်းစစ်ကောင်စီတပ်သားများနဲ့တွေ့ရင်ဖမ်းဆီးခံရမှုများရှိနေတဲ့အတွက် အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ထပ်ပြီးလွတ်မြောက်လာသူအမျိုးသားတအုပ်ကပြောပါတယ်ကျွန်တော်တို့ကံကောင်းလို့လွတ်လာတာကျွန်တော်တို့နောက်ကအုပ်စုဆိုရင်အဖမ်းခံရတယ်အကုန်လုံးရခိုင်ဘက်ကိုပြန်တာဘေသူဘေဝါဆိုတော့ကျွန်တော်တို့မသိဘူးရည်ကြည်ဘက်ကစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေဘက်ကဖမ်းတာပါလွန်ခဲ့တဲ့3ရက်လောက်ကဖြစ်တာပါလို့ပြောပါတယ်လက်ရှိမှာရည်ကြည်မြို့နယ်ငတိုင်းချောင်းကွာကားလမ်းပေါ်မှာရှိတဲ့ငတိုင်းချောင်းအပိုင်မြောက်ဆန်းရွာအနီးအမြောက်တက်3လေးလေးနဲ့လမ်းကြောင်းတစ်လျှောက်မှာ အီအီတော်လန်ရေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားနေပြီးမိုးသည်ထန်စွာရွာသွန်းနေမှုကြောင့်ယနေ့ဇွန်လ20ရက်နေ့နံနက်ပိုင်းအထိလက်နက်ကြီးပစ်ခတ်တံများကိုသာကြားနေရတယ်လို့ Gossip Show တူကပြောပါတယ်။မိုးရွာရင်လက်နက်ကြီးပစ်ခတ်တံကြားရတယ်။နေပူရင်တော့လက်နက်ကြီးလက်နက်ငယ်တံအတံမျိုးစုံပစ်ခတ်တံတွေကြားရပါတယ်လို့ဆိုပါတယ်။အမြောက်တက်3လေးလေးတက်ကိုကျုံပြော်မျိုးအခြေဆိုင်ခလာရ36မှာစစ်ကိုအင်အားအများပြအပါအဝင်ပြည်သူစစ်မှုတပ်တနင်းစင်းများနဲ့အင်အားဖြည့်တင်းနေပြီး အေအေကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံများကပြောပါတယ်။ငတိုင်းချောင်းနဲ့စေမိုင်ခန့်သာကွာဝေးတဲ့အမြောက်တဲ့တုံးလေးလေးကိုဇွန်လ12ရက်နေ့ကစတင်ပြီးအေအေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တိကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့ဒေါ်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ